ဒီနေ့အခြေအနေကမင်းညာကကြီးသူတို့တရုတ်ကိုဆက်ကစမ်းသပ်တဲ့အချိန်မှာအထက်မှာအလုံးခုံတန်းကို၃ရက်ကြီးတွေ့ရတယ်ဆိုအဲ့ဟာကလူဖြစ်ချင်လဲဖြစ်နိုင်တယ်ဒါမှမဟုတ်တိရစ္ဆာန်ကလည်းဖြစ်ချင်ဖြစ်နိုင်တယ်လို့ပြောရတယ်ဒါပေမဲ့အတိအကျတော့မသိဘူးပေါ့နော်သူတို့လည်းဒါပေမဲ့နှလုံးခုံတန်းကြားနေရတယ်အဲ့ဒါပြောရအဲ့ဒီအတွက်အဲ့ညတွေကလည်းသူတို့သိလိုက်တယ်အဲ့နောက်ပိုင်းမှာလည်းခုမိုးနေတဲ့အထိသူတို့ရှာခွေရလည်းမလုပ်ပါမှလည်းမလုပ်ဘူးသူတို့ကဟိုတယ်ကတော့ပြောလဲဆိုနိုင်ငံတော်ကသူတို့ကိုလောက်ခွင့်မပေးရတဲ့ကြောင့်သူတို့မလုပ်တာမဟုတ်ဘူးနိုင်ငံတော် ါလို့သူတို့ကပြောတယ်။နိုင်ငံတော်ကမပြုတ်ဘူးလို့သူတို့မလုပ်တာဘူးဆိုတော့အရှိအအနေအများရဲ့အတွက်ကြောင့်နဲ့နိုင်ငံတော်ကသူတို့ကိုပေးမလုပ်တာတဲ့အထက်ပေးမိနေတဲ့သူတွေကိုလည်းရှက်ကနေပြီးတော့အထက်မှာ၆ယောက်ပဲ၆ယောက်ပဲပေးမိအောင်ဆိုပြီးတော့လိန်နေတကယ်တော့အထက်မှာမိသားစုဝင်တွေအများကြီးညီမတို့မိသားစုဝင်ဆို၂ယောက်ရှိတယ်မဟန္တာတို့ရှိတယ်နောက်ပြီးခလေးတွေရှိတယ်အများကြီးပဲအထက်မှာအဲကိစ မလာဘူးတော့လာတယ်ကင်ဆယ်ရေးတွေကအထင်းဝင်နေဝင်နေလို့ဝင်နေလို့လည်းပြရချို့ရောက်လဲအဝင်မခံဘူးအနေအများရဆိုရင်ဟိုတယ်ဘက်ကပြန်လွတ်တယ်လို့လည်းပြောတယ်ကင်ဆယ်ရေးတွေကဟိုအဲ့တခြားနေရာတွေမှာကင်ဆယ်ရေးလုပ်နေတဲ့အချိန်မှာဒီဟိုတယ်ကိုဘယ်သူမှအဲ့ချိန်ဒီနှစ်ရက်ကျော်ရည်ဒီဘယ်သူမှဝင်ကင်ထုတ်နိုင်ခြင်းလည်းမရှိဘူးအဲ့တော့ travel တွေလည်းမကောက်ဘူးဒီတိုင်းထားတာအချိန်မှာလည်းပိတ်ထားတယ်ဟိုတယ်ကိုလာလို့လည်းမရဘူးအဲ့လိုမျိုးလူတွေကိုလာတဲ့ပိုင်ကိုမိသားစုဝင်နေရလဲအဲ့ချိန်ဝင်လို့မရဘူး လို့မရအောင်ဆိုတော့အပြင်ဘက်ထဲမှာပဲရက်နေရတာပေါ့နော်ဟိုအတွင်းနဲ့အတွင်းနာလည်းသွားဆက်လို့မရဘူးသူတို့အနေများဆိုပြီးအလားမခံဘူးမှဟိုဟာ၃ရက်မြောက်ညမှာကေစရီတရုတ်ဟိုဟာကေစရီလာတယ်ပေါ့အမရဲ့အဲ့ကေစရီကမြန်မာဘက်ကရောကြတော့ကိုကူကိုကူလူလူဖက်တွေလည်းရှိရဲအဲ့ချိန်မှာရှိရောအဲ့ညမှာစောက်နေတဲ့ချိန်မှာအသက်ရှင်လေးကပထမဆုံးမျိုးသမီးကိုထုတ်နိုင်နေပေါ့နောက်တော့ဓာတ်ပေါ်ကြီးလေးလောင်းကောက်နိုင်နေလို့ကြားတယ်နောက်ပြီးတော့ဟို တင်းနေရလဲတက်တာတွေကဟိုအချို့တွေကလည်းအမားတွေလို့လည်းပြောရဲဒါမှမဟုတ်အရှိရဓာတ်ပေါ်ရင်းနဲ့အမိမတယောက်အရှင်ထွက်လာတော့မှန်တယ်အဲ့နောက်ပိုင်းကိုကိုဝင်ငါးလာနဲ့သူတို့ရဲ့ဟိုတယ်ကဝင်တဲ့တယောက်ကိုထုတ်နိုင်တယ်ပြောတယ်အဲ့အမလည်းအပြင်ရောက်ပြီးတော့တေးသွားရင်ကြားတယ်အဲ့ဒါပဲကြည့်တယ်တနာတော့မထုတ်နိုင်လေဘူးဆက်ပြီးတော့လည်းအဲ့ဒီမှာသူတို့ဆန်းလိုက်တဲ့အချိန်မှာတယောက်ဖွဲ့ကရှင်နဲ့လူမရှိတော့ဘူးဒါအနောက်ဖက်ချမ်းကိုပဲသူတို့ပြောတာမှာ နောက်ခါကျအရှိမတမာတွေကိုအရှိမတမာပိတ်မိနေတဲ့လူတွေကိုလည်းဒီနေ့ဒီပါတစ်ခုမှလည်းလုံးမပေးဘူးအဲ့ဒါကိုပထမဆုံးမေးရဒီမှာရှိမတဲ့လူနေတဲ့ဘယ်သူမှမရှိဘူးလေအဲ့လိုပြောရင်ဟောဝင်မိသားစုဝင်ညာရှိတယ်အမှကျမတို့မိသားစုတွေအများကြီးရှိတယ်လို့ပြောတော့သူတို့ကဘာမှမပြောတော့ဘူးညက်သွားတယ်အဲ့တော့မနေ့ကမနေ့ကအချိန်မှာဟိုနိုင်ငံတော်ကဟိုဖြစ်တဲ့ဝိဆုံကြီးနဲ့လာတယ်ညွှန်ကြားရေးမှူးအဆင့်ထိလည်းလာတယ်သူတို့ဘကူးတွေနဲ့ဒါကိုဖြိုချပေးဖို့ဟိုဟာတွေကတောင်းဆိုရတယ်တကယ်လို့ လူရှင်နဲ့လူမရှိဘူးဒါကအမြင်များလို့မရှာပြီးနိုင်ဘူးဆိုရင်ဒါကိုချိုးချရတော့ဓာတ်ပေါ်ကြီးပဲဖြစ်ဖြစ်ရအောင်ယူခြင်းနဲ့ဆိုတဲ့အချိန်မှာတို့ကဟိုလိုင်းပေါ်ကလည်းဒီလိုတွေတွေ့ရပေါ့နော်အဲဒီကြောင့်တို့ဒီလိုလာပေးတာအစီအမောင်ညှိပေးပါမယ်ဆိုရင်မနေ့ကလာပြီးတော့အဲ့ဒါနောက်ဆုံးမယ်တို့ညနေပိုင်းမှာလည်းတို့ပြန်ပြော့ဒါကိုလုံးမလုံးကိုပြန်ပြော့တို့ကကွန်ဖမ်းပြန်ပေးမယ်ဆိုပြီးတော့အဲ့ဒီနေရာလည်းအနည်းငယ်ညနေရာလည်းဘာမှအကြောင်းမပြောင်းဘူး ဖြတ်ပြီးလဲမလာဘူးကဲဆယ်ကြီးတွေအရှိမရှိရဲသူတို့ကကဲလို့မသေးဘူးနိုင်ငံတော်ကခွင့်မပြုသေးဘူးဆိုပြီးဟိုတယ်နဲ့မဆိုင်တော့ပါဘူးဆိုပြီးလွှဲချတယ်။ဆယ်နှစ်ယောက်လောက်ရှိတယ်ဆိုတော့ညီမတို့က၂ယောက်ရှိတယ်မှအဲ၂ယောက်ရဲ့ဟိုခလေးခလေး၂ယောက်ရဲ့ခလေး၂ယောက်ရဲ့ယောက်ျားလေးယောက်ရဲ့ဆိုပြီးပထမဆုံးဟိုအင်တာဗျူးမှာအမတယောက်ရဲ့သူ့မိသားစုဟိုတခုဆိုတော့ညီမတို့၃၅ယောက်နန်းဟန်တာတို့မိသားစုကလည်း၂ယောက်လား၃ယောက်လားမဟန်တာတို့ညီမမိသားစုလားမသိဘူး အဲ့ဒါလည်း၄ယောက်၃ယောက်ရှိရဲဆိုရင်အမှန်ရင်၈ယောက်လောက်ဖြစ်နေပြီနောက်ထပ်ခလေးတွေတခြားမိသားစုဝင်တွေလည်းရှိရဲလို့ကြားတယ်အခုညီမကိုစကားလာပြောတဲ့အချိန်မှာလည်းသူ့ရဲ့ညီမလေးတယောက်ပါသွားတယ်သူလည်းရှိရဲနောက်ထပ်အမားတယောက်ကလည်းဘယ်သူလဲတော့မသိဘူးသူ့မိသားစုဝင်တွေလည်းရှိရဲမရှိဘူးဆိုစိတ်ထက်မှရှိရဲရှင်အခုရှိအဲ့နေရာမှာညီမအကိုရဲ့ညီမအမေရဲ့နောက်ပြီးတော့အခုကဲကဲရှင်ဖြစ်သွားတဲ့ ရဲ့အအဖေနဲ့အမလည်းရှိနေတယ်လေးအောင်လုံးအဲ့နေရာမှာအခုဒီအရှိမပဲမသွားနိုင်အဲ့မှာလမ်းမပေါ်မှာပဲနေပြီလမ်းမပေါ်ပဲသူတို့စောင့်ကြည့်နေတယ်တရေကြားတော့ကိုထပ်ဆောင်ပြီးတော့ဒီဘက်ကညီမတို့ပြောတယ်သူတို့အနောက်ကပစ္စည်းပစ္စည်းအနောက်ဘက်ကသူတို့ဝင်လို့ရတယ်ကြောင့်အနောက်ဘက်ကပစ္စည်းတွေရှိရဲ့ဒီကိုပဲသူတို့ဖောက်နေတယ်ပဲကြားတယ်ချင်းအရှိမလူတွေရှိတာကိုခုထိအနေအများလို့အဝင်လို့အဆင်မပြေဘူးပဲပြောတယ်